BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။တော်ရရှိနိုရှင်လန်းချမ်းကြပါစေဒီနေ့အော်တိုဘလ29ရက် ဗုဒ္ဓနေ့ညကြံတွေ BBC မြန်မာပိုင်းစစ်နေစတင်နေပါပြီ။ TNL ကပြည့်ရပြီးတော့မိုးကုတ်နဲ့မိုးမိကနေစုတ်ခွာပေးဖို့စစ်ကော်မရှင်နဲ့သဘောတူလိုက်ပါပြီ။ MNDA ကလာရှုကိုပေးလိုက်တယ်လို့ပေါ့ဘုံနေကျဲတာဘာသာကျဲတာရက်ခိုင်းလိုက်ပြီးတော့ကိုဒေတာလေးကိုပဲတီထောက်ဖို့စဉ်းစားရတယ်နေပါလေအဲတရုတ်ကဖီအားလည်းပါတာပေါ့တခါစစ်ကော်မရှင်ကလုံမဲ့ယူကော့ပွဲဒုတိယပိုင်းကို ဂျုံလိုက်ကြကျင်းပမယ်လို့ကြေညာပါတယ်နောက်ထပ်မြန်မာနဲ့နိုင်ငံတကာသင်းတွေနားဆင်ကြဖို့ရှိပါတယ်ကျွန်တော်ကရင်မောင်ပါခင်ဗျာ training ကိုဆက်ပြီးတော့အစီအခံပြီးတော့ပါရမယ်။တန်းလျမြော်ရေးတက်တရန်လည်းဒီနေ့စုကွန်ရှင်စတတူကြကုမင်းတွဲဆမှုကနေပြည့်ရက်သဘောတူညီချက်ရခဲ့ပြီးတော့ မိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေတရန်လလီတက်တွေပြန်လဲဆုတ်ခွာရမယ်လို့တရန်လလီကဒီနေ့ထုတ်ပြန်ပါတယ်။သူတို့နှစ်ဖက်ကြားတွေ့ဆုံပွဲကိုတရုတ်ရဲ့မြမရေးထူးတန်တမန်တိတ်ရှိချင်းက ကမန်ကတာပြုလုပ်ပြီးတော့ဆွေးနွေးပွဲကိုဥဆောင်ညှိနှိုင်းခဲ့တာလို့တရန်လလီကထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။စစ်တပ်ဘက်ကလည်းတိုင်းဒေသကိုလေကြောင်းကနေဘုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမလုပ်ဖို့သဘောတူခဲ့ကြတယ်လို့တရန်လလီကဆိုပါတယ်။ ကာဇာမမင်းညကဣစရိုရဲ့ကြီးစားပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လူပေါင်းတရာကျော်သေဆုံးခဲ့ရပြီးအဲ့ထက်မှာကလေးသူငယ်40ကျော်ပါဝင်တယ်လို့ဟာမတ်စ်တို့ဦးစီးတဲ့ကျမရေးဝန်ကြီးဌာနကပြောပါတယ်။ဒါစင်းနဲ့ချီတဲ့ချမ်းဖက်သမားတွေကိုဣစရိုစစ်တပ်ကသူတို့တပ်ဖြတ်ခဲ့တယ်လို့ပြောပါတယ်။ဟာမတ်စ်ကဣစရိုစစ်တပ်တရာကိုတပ်ဖြတ်ခဲ့တယ်လို့ဆွဆွဲမှုတွေပေါ်ပေါ်လာပြီးတော့ဒါဟာပြစ်ခတ်ရစဲရေးကိုချွတ်ဖောက်တာလို့ဆိုကဣစရိုကဒီတိုက်ခိုက်မှုတွေကို လုပ်ခဲ့တာပါ။ ဟာရီကိန်းမုန်တိုင်းမယ်လီဆာဟာဂျမေကန်နားကိုတိုက်ခတ်ဖျက်ဆီးသွားပြီးတဲ့နောက်ဂျူဘတ်နိုင်ငံတောင်ပိုင်းကိုဝင်ရောက်တိုက်ခတ်နေပါတယ်။မုန်တိုင်းဟာအဆင့်3ထိတော့ရော့ကျသွားပြီဖြစ်ပေမဲ့ဒီတိုင်းနှုတ်ငါတနာယီကိုကီလိုမီတာ200ကျော်ရှိနေသေးပြီးတော့ပြင်းထန်နေဆဲဖြစ်ပါတယ်။အလွန်အန္တရာယ်များတဲ့အခြေအနေမှာရှိတဲ့အကြောင်းအမေရိကန်မြို့သားဟာရီကိန်းဌာနကသတ်မှတ်ထားပါတယ်လူကြီး9သိန်းခွဲလောက်ဒီမုန်တိုင်းကြောင့်အိုးအိမ်တွေစီကနေထွက်ခွာကဘေးလွရာကိုတိမ်းရှောင်နေရပါတယ် မုံတိုင်းထိခဲ့တဲ့ဂျမေကာမှာအပျက်စီးဘလောက်ဖြစ်သွားတယ်ဆိုတဲ့အတိုင်းတာကိုဆန်းစစ်ရအောင်မှဖြစ်တယ်လို့ဂျမေကာကအနာပိုင်းကပြောပါတယ်ကရတမကကဘာဆနိုက်ကဖွဲ့တွေ့ပြီကထိတ်တန်းရာရှိနှစ်ယောက်ကိုဆူဒန်နိုင်ငံကနေ82နှစ်အတွင်းထွက်သွားဖို့ဆူဒန်နိုင်ငံရဲ့ဝန်ကြီးဌာနကအမိန့်ထုတ်လိုက်ပါတယ် WFP ရဲ့ဆူဒန်နိုင်ငံဆိုင်ရာဒါရိုက်တာလော်ရန့်စ်ဘာကီယာကိုနိုင်ငံရဲ့ဝန်ကြီးဌာနကိုဆင့်ခေါ်လိုက်ပြီးတော့သူနဲ့တခြားထိတ်တန်းရာရှိဆမန်သား carriage တို့နိုင်ငံကနေထွက်ခွာတော့ဘူးအမိန်ကိုအတိပေးလိုက်ကြပါတယ်သူတို့ညအောင်ဟာလက်ခံနိုင်ကြအကျိုးဆုံးနိုင်ကြမရှိတဲ့သူတွေလို့ဆူတန်နိုင်ငံရဲ့ဝင်ထဏကသတ်မှတ်လိုက်ပါတယ်ဘာကြောင့်အခုလိုနိုင်ငံကနေထွက်ခွာစီလဲဆိုတဲ့အကြောင်းရင်းကိုမထုတ်ပြန်ပေမဲ့ဆူဒန်မှာကမ္ဘာစံနယ်ကဖွဲ့ရဲ့လုပ်ငန်းတွေဆက်ပြီးတော့ရှိနေမယ်လို့ဆူဒန်နိုင်ငံရဲ့ဌာနကပြောပါတယ်လက်နက်ကန်ပြဖက်ကနဲ့ပြည်နှံ့နေတဲ့ဆူဒန်မှာသက်ဆိုင်ရာရရှိတွေကငပ်ပြီးစိုက်နေပြီးဆိုတဲ့မတိကျတဲ့အစီအခံတွေထုတ်တာ ဒေသဆိုင်ရာဥပဒေတွေကိုချုပ်ပေါက်တာဆရိုက်နဲ့ပတ်သက်ပြီးတော့ဆွဆဲမှုတွေကရင်ကလေးကထွက်ပေါ်ခဲ့မှုပါတယ်တန်ဂူရီးယားနိုင်ငံကကျူးမှာသမနာအကြီးမြောင်နဲ့ကုံတွေရေးသဘောတူညီမှုတွေလုပ်နေတာက နောက်ဆုံးဆုံးသက်အဆင့်ကို ရောက်နေပြီလို့သမနာထရန့်ကပြောပါတယ်။တန်ဂူရီးယားတင်မှုကုံတွေပေါ်တင်သွင်းကအမေရိကန်က59ငွေနှုန်းထိချပေးဖို့ တခါအပြန်လန်အဖြစ်တန်ဂိုရီးယားကဒေါ်လာဘီလီယံ350တန်ဖိုးယင်းနှိမ့်နှံကြဖို့ဂျူလန်လာကသူတို့မူပေါင်းရသဘောတူထားခဲ့ကြပါတယ်မော်တော်ယာဉ်တွေအတွက်ကတော့မြန်မာတဲ့တင်းနှင်းငွေတွေကိုအမေရိကန်ကဆက်လက်ထားထားစေပါမနေ့ပြန်ကျသပိနိကြဂွမ်ဂျူးမှာသမ္မတထရမ့်နဲ့တရုတ်ကောင်းဆောင်ရှီဂျင်ဖင်တို့နှစ်ယောက်အာရှပစ်ပိတ်စီဘွားရေးပူးပေါင်းဆောင်မှုဖိုရမ်ရဲ့အကြီးအကဲအစည်းအဝေးတစ်ခုမှာတွေ့ဆုံကြဖို့ရှိပါတယ် ဖြစ်တဲ့စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့ကြပြီးတော့ရန်နဲ့ချီပြီးတော့ရည်တွေ့ရှိတဲ့အမျိုးသမီးစစ်မှုတန်းတွေကသူတို့စစ်တပ်ထဲဝင်စင်မှာစစ်စစ်ခံရတဲ့ချိန်လိမ်မိုင်းစော်ကားကျူးလွန်တာတွေကိုခံခဲ့ကြတယ်လို့ဆိုဆက်လိုက်ပါတယ်1990နှစ်တွေကနေ2016ခုနှစ်ကြားနေရာတော်များမှာ ကျမကြီးစစ်စစ်ခံရစဉ်အဲ့ဒီဖြစ်တွေကြုံခဲ့ရတာလို့သူတို့ကဆိုပါတယ် ပြည်ငါနေဦးအင်တာနက်ရဲ့ထောက်ခံမှုနဲ့အတူဝိရှာယရဲ့တပ်ဖွဲ့ကဒီမှုတွေပေါ်နိုင်ငံတော်မှာစုံစမ်းစစ်ဆေးတာတွေလှုပ်ဆောင်ပါလိမ့်မယ်။လွန်ခဲ့တဲ့နှစ်တရာကျော်ကဩစတြေးလျစစ်သား၂ယောက်စာရေးပြီးတော့ပလင်းနဲ့ထက်ကပင်လယ်ထဲမျောခဲ့ကြတဲ့အဲ့ဒီပလင်းကိုဩစတြေးလျရဲ့နောက်တော်မဲ့ကမ်းခြေမှာပြန်ပြီးတော့တွေ့ခဲ့ကြပါတယ်။ပထမကမ္ဘာစစ်ကာလကပြင်သစ်နိုင်ငံကိုသွားပြီးတော့စစ်တိုက်ဖို့သူတို့သင်းမောနဲ့ရေကြောင်းခီးသွားကြစဉ် ပင်လက်ခီရဲ့နိုင်ငံကြမှာဒီစာကိုသူတို့ရေးခဲ့ကြတာပါ ပြောစရာအကြောင်းတွေကိုခဲတဲ့နဲ့ရေးထားတဲ့ဒီစာမှာ1916ခုနှစ်အောက်ကူလာလို့နေဆွဲတက်ထားပါတယ်ရေဘော်စင်စတာမေကွန်နဘီကသူ့မက္ကစီကိုရင်းညွှန်းပြီးတော့တင်မမကြွေးတဲ့ဆဆာတွေကတိတ်ကိုကောင်းတယ်သူတို့တိတ်ကိုပျော်တယ်လို့ရေးသားထားပါတယ်အိစာရေးပြီးတော့လာပေါင်းတော်ကြတဲ့အချိန်မှာတော့ပြင်သစ်စမီပြင်မှာသူကြာဆုံးခဲ့ပါတယ်နောက်စာကိုရေးတဲ့သူက ောက်ထပ်စစ်သားဝီလျံဟာလီဖြစ်ပြီးတော့သူကတော့စစ်ပွဲကနေအင်ကိုပြန်လာနိုင်ခဲ့ပါတယ်စီကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကဘဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ဒီရဲ့ကြောင်မူနယ်ဒီနိုင်ငံကွေးမြို့မှာအော်တိုဘလ29နဲ့28ရက်နေ့ဒီကပြုလုပ်ခဲ့တဲ့စစ်ကောင်စီစစ်တပ်နဲ့တမ်းမြူသားလူမျိုးရေးတပ်မတော် INLD ရဲ့ကိုကြိမ်မြောက်ဆွေနွေပွဲဆုံးဖြတ်ချက်အရမိုးကုံနဲ့မမွေတို့ကို ပြင်လင်းတွေကဆုတ်ခွာပေးရမှာဖြစ်ပါတယ်နှစ်ဖက်လည်းပြေးရမှာပါဒီဘော်ဒီတက်ကဏီကဘလူးမင်းကြလဲတခြားဒေါ်လန်ရေးဖွဲ့တွေကတော့ဘာတွေပြောနေကြပါလဲမဆနာကပြည့်ပြတ်မှာပါ TNL အနေနဲ့မန္တလေးတိုင်းတွေကမိုးကုန်းနဲ့ရှမ်းပြည်မြောက်ပိုင်းကမိုးမိတ်မြို့တွေကနေစုခွာပေးရမယ့်အခြေအနေဖြစ်လာပါပြီ။ဒီနေ့မနက်အစောပိုင်းကစပြီးနှစ်ဖက်တက်တွေကြားလက်ရှိရောက်နေတဲ့နေရာမှာပဲအပြည့်ရက်မှာဖြစ်တယ်လို့စစ်တပ်ဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေမလုပ်ရဘူးလို့သိရပါဗျ။ အပြစ်အခက်ရက်စဲပြီးတအန်းတက်တွေဆုတ်ခွာပေးမဲ့ကိစ္စ TNL ဘက်ကလည်းဒီနေ့သတင်းထုတ်ပြန်ပါတယ်အသေးစိတ်သိရဖို့ TNL ကို BBC ကဆက်သွယ်မေးမြန်းခဲ့ပြီးမြင်အကြောင်းပြန်မှုမရသေးပါဘူးစစ်ကော်မရှင်ပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကတော့ဆွနှွေးမှုအသေးစိတ်ကိုပြောလို့မရသေးဘူးလို့ဆိုပါတယ်တရုတ်အရေးကျွမ်းကျင်သူဒေါက်တာလှကျော်စောကတော့လက်ရှိအခြေအနေကိုအခုလိုသုံးသပ်ထားပါတယ် DNL အခုလောလောဆယ်ထိန်းချုပ်ထားတဲ့တချို့ဒေသတွေကိုစစ်ကောင်စီကထပ်မတိုက်တော့ဘဲနဲ့ DNL ကိုပေးလိုက်တာလည်းဖြစ်ချင်းဖြစ်မယ်လေအဲ့လိုအပေးယူလုပ်တာလည်းဖြစ်ချင်းဖြစ်မယ်တဲ့အဲအဲ့တော့ DNL ဘက်ကလည်း MNDA ကလာရှိုးကိုပေးလိုက်တယ်လို့ပေါ့ဘုံနေကျဲတာဘာသာကျဲတာရက်ခိုင်းလိုက်ပြီးတော့ကိုဒေသလေးကိုပဲတိခောက်ဖို့စဉ်းစားတယ်နဲ့တူပါလေအဲတရုတ်ကဖီအားလည်းပါတာပေါ့ တိတုံညာနေခွန်စစ်စင်ရေးကာလအတွင်း TNL ဟာရှမ်းပြည်မြောက်ပိုင်းကမြို့ပေါင်း၁၂မြို့ကိုသိမ်းပိုက်ခဲ့တာပါပြီးခဲ့တဲ့ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲမှာနောင်ချိုကြောင်မဲနဲ့တီဘောမြို့တွေကနေစုပ်ပေးဖို့စစ်တပ်ဘက်ကတောင်းဆိုခဲ့ပေမဲ့ TNL ဘက်ကသဘောမတူခဲ့တာကြောင့်လက်မှတ်မထိုးနိုင်ခဲ့ပါဘူးအဲ့ဒီနောက်ပိုင်းစစ်တပ်ကအဲ့ဒီသုံးမြို့စလုံးကိုတိုက်ခတ်ပြီးပြန်လည်သိမ်းပိုက်ခဲ့တယ်လို့အခုမိုးကုန်းနဲ့မိုးမိတ်ကိုလည်းမတိုက်ရပဲပြန်လည်ရယူသွားတာဖြစ်ပါတယ်ဒီကိစ္စအပေါ်ဒေသခံတယောက်ကအခုလိုရှင်းပြပါတယ် ီအနီးဘက်ကလူတွေလည်းညာဖြစ်လို့စိုင်းရှုံရှုံရတော့အရှင်ကြီးအမြင့်တွေညတဲ့ပုံကိုညီမာတယ်။မဟုတ်လည်းသူတို့ကတိုင်းလည်းရှုံးပြီးအမရှိလို့လူတွေကနေတော့နော်။ရှင်းလောက်မှပြည်ပြီးတော့တစ်ခေါက်တိုင်းရောညာလည်းမပြောလို့။အော်ဒီကတော့ဒီလိုသူတို့ပြန်ပြီးဖို့ချင်လာတော့ စစ်ကောင်စီကတော့ပြန်ပေါင်းပါပြီ TNL ပြန်ဆုတ်ခွာသွားပြီမဲ့မိုးကုတ်ဒေတာမှာ MDY PDF အဖွဲ့နဲ့မိုးကုတ်ဗျူဟာအဖွဲ့တွေကြံနေသေးတဲ့အတွက်တိုက်ပွဲတွေလုံးဝရပ်ဆဲသွားဖို့ဆိုတာမဖြစ်နိုင်သေးဘူးလို့ဒေတာကန်တွေကပြောကြပါတယ်။စီအေးလေးလာစောင့်ကြည့်သူတွေကတော့ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့တချို့နဲ့စစ်တပ်ရဲ့တိုက်ပွဲတွေရပ်သွားခဲ့ရင်ရခိုင်ပြည်နယ်၊စကိုင်းနဲ့မကွေးဘက်မှာတိုက်ပွဲတွေပုံမှန်ဖြစ်လာမလားသတိထားဖို့လိုတယ်လို့ထောက်ပြထားပါတယ်ရှင်။ စစ်ကောင်စီကလုံမဲ့ရေကောက်ပွဲဒုတိယအဆင့်ဒုတိယပိုင်းကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပမယ်လို့ရေကောက်ပွဲကောင်စီကမနေ့ကထုတ်ပြန်ပါတယ်။အဲ့ဒီမြို့နယ်တွေမှာလက်ရှိရှိတလင်းတက်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့မြို့တွေလည်းပါနေပါတယ်။ဒီအကြောင်းစုံကိုကပူပုကပြောပြမှာပါ။ရွေးကောက်ပွဲဒုတိယပိုင်းကိုမြို့နယ်ပေါင်း၁၀၀မှာကျင်းပမယ်ဆိုပြီးရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။မနေ့ကထုတ်ပြန်ချက်အရရွေးကောက်ပွဲပထမပိုင်းက ဒီဇင်ဘာလ28ရက်နေ့မြို့နယ်တရနှစ်ခုမှာကျင်းပမှာဖြစ်လို့ဒုတိယပိုင်းနယ်ဆိုရင်မြို့နယ်ပေါင်း202မြို့နယ်ထိကျင်းပမဲ့သဘောဖြစ်ပါလိမ့်ဒုတိယပိုင်းကျင်းပမဲ့အထဲချင်းနယ်ရခိုင်ပြည်နယ်တွေကမြို့နယ်တွေ ပါမလာခဲ့ပါဘူး။ဒါပေမဲ့လည်းတိုက်ပွဲတွေမကြာခဏဖြစ်နေတဲ့စကိုင်း၊မကွေး၊မန္တလေး၊ပဲခူးတိုင်းအနောက်ချမ်းနဲ့ကယားကရင်နီကမြို့နယ်တွေတော့ပါပါတယ်။အဲ့ဒီထဲမှာ စကိုင်းတိုင်းကမြင်းမူ၊ချောင်းဦး၊ဘူးတလင်ရာတော်၊မန္တလေးတိုင်းကမရယာ၊ကယားကတီမောဆို၊ဖရူဆို၊ပဲခူးတိုင်းကဇီဂုံ၊ပေါက်ခေါင်းနဲ့မင်းလှမြို့နယ်တွေမှာမကြာခဏတိုက်ပွဲတွေရှိပါတယ်။စစ်တပ်အနေနဲ့တိုက်ပွဲပြင်းထန်လေးရှိတဲ့နေရာတွေမှာရွေးကောက်ပွဲဒုတိယပိုင်းကိုဘယ်လိုကျင်း ်ပါနိုင်တယ်လေအဲ့ဒီနေရာတွေကိုနည်းမြရှင်းလင်းတာတွေပိုလောက်လာနိုင်သလားစီဒီယမ်ဘူကြီးစင်ရောပြောတာကတချို့တွေကလုံုံရေးရအာမခံချက်မရှိရင်အမည်စည်းတင်သွင်းသွားပြီမယ်နောက်ပိုင်းဝင်းမပြိုင်ရတဲ့ပုံစံမျိုးတွေအထိရှိလာနိုင်တယ်အဲ့ဒါမှသူတို့က85ရာခိုင်နှုန်းလုံးဒီယာနှုန်းပြန့်ကြန့်ခံရေးနီးပါဖြစ်နေအောင်သူတို့လောက်လာမဲ့အနေအထားမျိုးရှိတယ်အဲ့တော့စည်ရဲ့အနေအထားနဲ့ကတော့အထူးပြီးပြောင်းလဲလာမှာတော့ မတွေ့ရဘူးဒါအပြင်စစ်တပ်ဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့လက်နက်ကင်ဖွဲ့တချို့ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်ရရေးအပြင်းထန်တိုက်ခိုက်နေသလိုအပြစ်ရပီးမြို့တွေပြန်ရရေးလဲစက်တိုက်လှုပ်ဆောင်နေပါတယ်ကြံခိုင်ရေးပါတီရဲ့ပြောခွင့်ရဦးလှသိန်းကတော့ရွေးကောက်ပွဲလုံနိုင်ဖို့ရောလုံခြုံရေးအတွက်ပါစီစဉ်ထားပြီးသားဖြစ်နိုင်တယ်လို့ပြောပါတယ်နိုင်ငံတော် လုပ်တဲ့ရေကောက်ဖွဲ့ဖြစ်တဲ့တဲ့ကြောင့်အဲ့ဒီနေရာတွေအားလုံးကိုဒီကဒီကနေပြီးတော့ဆက်တည်မှာရှိပြီးတော့မဟုတ်ဘူး။ပတ်ရှိမှာလုပ်ထားတဲ့နေရာတွေမျိုး။အဲ့ဒီလုပ်ဖွဲ့တဲ့ကြောင့်သူတို့အားလုံးနိုင်ငံတော်ကနေပြီးအားလုံးစီစဉ်ပြီးတာဖြစ်တယ်လို့ပဲကျွန်တော်တို့ပြောယူကြည့်ပါလိုက်ရအောင်။ရေကောက်ပွဲဒုတိယပိုင်းကျင်းပမဲ့သခိုင်းနဲ့တနင်္သာရီတိုင်းကမြို့နယ်6ခုမှာတော့ ကျန်းခံရေးပါတီကကိုယ်စားလှယ်လောင်းဆယ်ဦးကပြိုင်ဘက်မရှိလို့ရွေးကောက်ပွဲဥပဒေအရအလိုလျောက်အနိုင်ရပြီးသားဖြစ်နေပါတယ်။စီဒီအမ်များရှိနေတဲ့တော်လှန်ရေးတပ်တွေကတော့စစ်ရေးမတည်ငြိမ်ပေမဲ့လည်းရွေးကောက်ပွဲဒုတိယပိုင်းမှာပါနေတဲ့မြို့နယ်တွေကဒေသခံတွေအနေနဲ့လေးရောင်းရံကိုပါအထူးသတိထားဖို့လိုတယ်ဆိုပြီးသတိပေးနေကြပါတယ်ခင်ဗျာ။စစ်တပ်ကဒီမှာမဲ့ယူကော့ဘွေတွေဝရက်ဖြဲဇလန်တူမှာပဝင်တရုတ်ဆောင်ထားကြတဲ့အမှုပညာရှင်တွေလူမှုကွန်ရက်ပေါ်မှာ ပြင်းထန်ဝေဒနာကိုခံရပြီးတော့သူတို့ကိုတပိတ်မှောက်ကြဖို့လဲနှိုးဆော်တာတွေရှိနေပါတယ်မနှိမ့်မကပြပြမှာပါခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများလို့အမည်ပေးထားတဲ့ရွေးကောက်ပွဲဝါရဖြန့်ဇလန်းတုံမှာနေတူမြင့်မြတ်အေးချမ်းမောင် နေဝင်းချူလီမေမြင့်မွန်နဲ့ငှပြောကျော်အပါဝင်ဟာတာတယုတ်ဆောင်တွေပါဝင်ထားကြပါတယ်။အများစုဟာအနာသိမ့်ပြီးနောက်ပိုင်းမှာအကယ်ဒမီရသူနဲ့ရုပ်ရှင်ရိုက်ကူးရေးပို့ရိုက်လာရသူတွေလို့ဝေဖန်မှုတွေရှိနေပါတယ်။ အဓိကကတော့ဇလန်းတုံမှာပါဝင်တရုတ်ဆောင်ကြသူတွေပြောဆိုတဲ့ဇဝင်ကန်စကလုံးတွေကိုကန့်ကွက်ပြောဆိုနေကြတာပါ2021ခုနှစ်စစ်အာဏာသိမ်းမှုကြောင့်တော်လိုင်းမှာပါဝင်သူတွေနဲ့အကြမ်းမဖက်အာဏာဖီဆန်မှု CDM မှာပါဝင်သူတွေကိုမာယွန်းနဲ့လမ်းကြောင်းမှာပါနေသူတွေဆိုပြီးပြစ်တင်ပြောဆိုထားတာပါဒါကြောင့်ပါဝင်တရုတ်ဆောင်သူတွေဟာပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကြုံနေရပြီးတော်လိုင်းရာစုတချို့ကအေးအေးယူမယ်လို့ထုတ်ပြန်လာကြပါတယ် ရန်ကုန်မြောက်တော်လိုင်းဘွဲတခုရဲ့တာဝန်ရှိသူတအုပ်ကတော့2021ခုနှစ်နောက်ပိုင်းပြည်တွင်းကသရုပ်ဆောင်တွေရဲ့လှုပ်ရှားမှုတွေကိုလှစ်လျူရှုထားခဲ့ပေမဲ့အခုဇလန်တို့မှာတော့အချက်လက်အမှားတွေကိုအမှန်လုတ်ပြီးတော်လိုင်းရေးကိုပုံဖြတ်လာတာကြောင့်လုံးဝခွင့်မလွတ်နိုင်ဘူးလို့ပြောပါတယ်။တိတိယောက်ယောက်အေးအေးယူမယ်လို့ပြောပေမဲ့အတိအကျကိုတော့ထုတ်ဖော်ပြောကြတာမရှိသေးပါဘူး။ ဒီဇလန်တို့မှာပါဝင်တဲ့တရုတ်ဆောင်အ ਨੇ စုံ9ဦးထက်မနည်းကို BBC ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူးဒီပြဿနာပတ်သက်လို့ရုပ်ရှင်အစည်းအရုံးဘက်ကသဘောထားကိုသိရနိုင်ဖို့အတွက်အစည်းအရုံးဒုဥက္ကဋ္ဌဦးအေးကျူလေးကိုလည်းဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့အခါရုပ်ရှင်အစည်းအရုံးကိုလာရောက်မေးမြန်းဖို့သာတုံ့ပြန်ခဲ့ပါတယ်ဒီပေါ်နိုင်ငံရေးလေလာသူတို့သုံးသက်တာက ဖီအားပေးလို့လောက်ကြရတော့ဟိုရှိမှာပါအခြေအနေတစ်ခုကြောင့်မလို့လေမလုံးမနေရဖီအားပေးလို့လောက်ရတယ်ဒါပေမဲ့ဒီတမယုံကြီးကိုပြီးတာတိုင်းဖြစ်နေတဲ့ဟာကြီးကိုတမယုံကြီးကချက်လေနေပါပါဟိုရိုက်ရတဲ့တမိုင်းအမာတွေတော့ပြင်ဆင်ကြည့်နိုင်ဒီမှာစဉ်းစားစားလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးရိုက်ချက်လို့ရှိရင်တော့အခုလိုမျိုးလူကူကဒေါ်လာအများဆုံးအောင်ထွက်မှာမဟုတ်ဘူးဆိုလို့ရှိရင်တော်တော်ထွက်တယ်တကယ်လဲဆိုကောင်းကောင်းအကြောင်းပြလို့ရတာပဲစေးုံအတက်ပြတာအဲ့နေကြည့်ရတာမျိုးတွေကောင်းကောင်းအကြောင်းပြလိုက်လို့ရှိရင်ရပါတယ်ဟိုအချပေးထားတဲ့ကိုရဲဒီဒိုင်ယန်လော့တွေကိုတွားပြီးတော့ဣတိမေယျတွားကြည့်ပြောလိုက်တော့ ဟိုသူအဲ့ခါကိုညှိနေနေလေးလုံလိုက်လို့ရှင်ဟိုလူကလောက်ထီအောင်ဖြစ်မှာမဟုတ်အခုဟာတော့တော်တော်လေးသူတို့အဲ့အတွက်တက်ရောက်မှုတော့ခံစားရလိမ့်မယ်ခင်ဗျာလက်ရှိမှာအမှုပညာအတိုင်းဝိုင်းတဲ့နီးစပ်သူတွေကတော့အဲ့ဒီဇလန်းတို့မှာပါဝင်ခဲ့သူတွေကိုကြော်ညာလုပ်ငန်းရှင်တချို့ကပါဖျက်သိမ်းတာတွေရှိတယ်လို့ပြောကြပါတယ်။ဒီဘော BBC အနေနဲ့တီးခြားအတည်မပြုနိုင်သေးပါဘူးရှင်။တော်ရရှိမြန်မာဒီညပိုင်းတွေ ထုတ်လွှင့်ပေးတဲ့စီမံပိုင်းရဲ့ review စဉ်းစားတော့ဒီမှာပြီးဆုံးပါပြီခင်ဗျာလမ်းမင်းနပိုင်းတွင်ရှင်းနိုင်တဲ့စံကမကြာရင်စီမံပိုင်းရဲ့ TV စီစဉ်ကိုထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်တို့ရချင်းတို့ဘေးဘီယာဝိတ်ကွာလို့ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ BBC ကို National Network အထူးကျေးဇူးတင်ပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။